ရခိုင်တိုင်းကလေးမြို့နယ်တောင်ပိုင်းမှာတော်လိုင်းတက်တွေသိမ်းပိုက်ထားတဲ့ကြံသာရွာစခန်းကိုပြန်ရရေးအတွက်စစ်ကောင်စီတပ်ဘက်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲပြန်ဖြစ်ပြီးစစ်သား20ခန့်တေဆုံးလက်နက်ရှိလက်သိမ်းစီရမိကြောင်း Chinland Information Center ကဖော်ပြပါတယ် CDF KKG ကလေးကဘော်ကန်ကိုရဲ့အဓိကစစ်ဆင်ရေးကြီးအတွင်ကလေးမြို့တောင်ပိုင်းကအရေးပါတဲ့စခန်း၅ခုကိုတော်လိုင်းတက်တွေကသိမ်းပိုက်ပြီးနောက် အခု April 28မှာစစ်ကောင်စီတပ်ကစစ်ကြောင်းတစ်ခုခွဲပြီးကြံသာစခန်းဘက်ကို တိုးဝင်လာတာလို့ဆိုပါတယ်ဒီထိုးစစ်မှာစစ်ကောင်စီဘက်က Jet Fighter Y12 လေးယင် M35 ရဟယင်နဲ့ drone တွေပါအသုံးပြုတိုက်ခိုက်တဲ့အတွက်နတ်ချောင်းနတ်မြောင်းအောင်ချမ်းသာတန်ဘူစတဲ့ကြီးရွာတွေမှာနေအိမ်တွေမီးလောင်ပြီးအရသာ၄ဦးသေဆုံးတယ်လို့ဖော်ပြပါတယ်တိုက်ပွဲအပြင်းနေမြေရှင်းလင်းတဲ့အခါ စစ်သားအလောင်း9လောင်းကျန်ရစ်တယ်20ခန့်သေဆုံးတယ်60မီလီမီတာစိမ်ပြောင်းအပါအဝင်လက်နက်မျိုးစုံ၈လက်နဲ့ခရမ်းတွေသိမ်းမိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ဒီစစ်စေးကို CNA ချင်းမျိုးသားတပ်မတော် CDF KKG ကလေးကဘော်ဂန်ဂော CDF Vakok MCR နဲ့ PDF အမတ်တေစစ်တေတာကတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် ရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်တောင်ခန်းကြီးပါရှိအမတ်900နှင့်အမြောက်စခန်းကုကဲမှုဌာနချုပ်အနီးတိုက်ပွဲပြင်းထန်နေစဉ်စစ်ကောင်စီကအစိမ့်ငွေဘုံ17လုံးနဲ့လက်နက်ကြီး26လုံးပစ်ခတ်တိုက်ခိုက်တယ်လို့ DNL တမ်းမျိုးသားလူမျိုးတက်မတော်ကသတင်းထုတ်ပြန်ပါလေ။ April 29မနက်၈နာရီကနေညနေ၄နာရီအတွင်းအစိမ့်ငွေဘုံတွေကိုလေရင်နဲ့ကျဲသွားတာဖြစ်ပြီးအမတ်900နှင့်အမြောက်စခန်းကုကဲမှုဌာနချုပ်နဲ့ အမှတ်354အမြောက်တက်ရင်းစခန်းကနေ120မီလီမီတာမော်တာတွေနဲ့ပစ်ခတ်တာလို့ဆိုပါတယ်စစ်ကောင်စီဘက်ကအပစ်ခတ်ရစေးရေးကာလကိုဧပြီလကုန်ထိထပ်တိုးတယ်လို့ကြေညာထားပေမဲ့ဘုံကျဲတာလက်နက်ကြီးနဲ့ပစ်တာတွေဇက်တိုက်လုံနေသေးလို့ဖော်ပြပါတယ်အရင်လေးကထုတ်ပြန်တဲ့ရွှေဖီမြေသတင်းမှာတော့စစ်ကောင်စီတက်ဟာ တောင်ခမ်းနဲ့အုံမတီဘက်ကနေစစ်မျက်နှာနှစ်ခုနဲ့ နောင်ချူဘက်ကိုထိုးစစ်ဆင်းနေတာဖြစ်ပြီးအခုဆိုရင်နောင်ချူနဲ့ဆယ်မိုင်ကျော်အကွာရှိနောင်နေရွာအထိရောက်နေပြီလို့ဖော်ပြထားပါတယ်မကွေးတိုင်းရည်စကြိုမြို့နယ်ကျူရွာနဲ့ဗလဘရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရာမှာစစ်သား20ခန့်တေဆုံးတယ်လို့ရည်စကြိုတပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ် ဧပြီလ20မနေ့9နာရီမှာအင်အား250ပါစစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းတက်တွေဗလဘရွာမှာပထမအကြိမ်တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်ဧပြီလ21ရက်တိုက်ပွဲကတော့2နာရီကြာပြီးစစ်သား20ကျော်သေဆုံး30ကျော်ဒဏ်ရာရတယ်လို့ဖော်ပြပါတယ်တိုက်ပွဲ2နာရီကျော်လာချိန်မှာစစ်ကောင်စီဘက်ကမြေပြင်စစ်ကူနဲ့လေကြောင်းပစ်ကူပါရောက်လာတဲ့အတွက်လက်နက်မကောက်နိုင်ဘဲပြန်ခွာခဲ့ရပြီး တော်လိုင်းဘက်ကလည်းရဲဘော်တဦးကြဆုံးပါလေဒီစစ်စင်ကိုရေစကြိုတပ်ပေါင်းစုတဲပါဝင်တဲ့ပခုတ်ကူခရိုင်တပ်ရင်း2330ပခုတ်ကူမြို့နယ်ပကဖရေစကြိုမြို့နယ်ပကဖနဲ့ပလဖကံမတပ်ပေါင်းစုဒေါင်းကြီးနောင်ပါဝင်ဒေသတွင်းရှိတော်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် မန္တလေးတိုင်းတောင်သာမြို့နယ်တောင်ခမောက်ကြီးရွာဘက်ကိုထိုးဝင်လာတဲ့အင်အားတရာကျော်ပါစစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရာမှာစစ်ကောင်စီဘက်ကတေဆုံးမှုများပြီးတနက်နှစ်လက်နဲ့ခရဲတွေသိမ်းဆီးရမိကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်835တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဒီစစ်ကြောင်းဟာငါးတယောက်မြို့ကနေတောင်သာမြို့ဘက်ကိုဧပြီ26မှာစတင်ဝင်လာပြီး ဧပြီ28မှာပထမကြိမ်တိုက်ပွဲဖြစ်တယ်။ဧပြီ28မှာတောင်ခမောက်နဲ့ထောက်ရှာရွာအနီးဒုတိယကြိမ်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ကူသုံးနေတိုက်ပွဲ၃နိုင်ထိကြာတယ်လို့ဆိုပါတယ်။နေမြေရှင်းတဲ့အခါစစ်သားနဲ့ပြူစောထီးတွေသေဆုံးမှုများပြီး AK တနက်နှစ်လက်နဲ့ခဲရန်တွေသိမ်းမိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။ဒီစစ်စင်ရေးကို ။ PLA အမှတ်135တပ်ဖွဲ့အနောက်မြောက်စစ်ဒေသဒေါင်းရင်သွေးမိုးမခပျောက်ကြားညောင်ဦးခရိုင်ပကဖညောင်ဦးခရိုင်တပ်ရင်းကမြင်းကြံခရိုင်တပ်ရင်း3တောင်သာပကဖပုတ်ပါ PGF အပါဝင်ဒေသခံတော်လိုင်းတွေပြူပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့အနီးရှိအမှတ်945နဲ့946 ချင်းမြန်တက်ရင်ဝန်းကျင်မှာဧပြီ29ရက်နေ့ပိုင်းကလက်နက်ကြီးပောက်ကွဲသံတွေကြားရပြီးနွားကြံကုန်ကြီးရွာတွင်နေအိမ်တို့မီးလောင်နေတယ်လို့လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကဖော်ပြပါတယ်။ကော့ကရိတ်နဲ့ဂျုံတွုံးမျိုးရှိစစ်ကောင်စီစခန်းတွေကိုတော်လိုင်းတက်တွေကတပြိုင်တည်းထိုးစစ်ဆင်းနေချိန်မှာဂျိုင်းတရားတစ်ဖက်ကမ်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဟောင်ဝေစာအမြောက်နဲ့ပစ်ကူပေးတာကြောင့်အခုလိုမီးလောင်ရတာလို့ တော်လိုင်းရဲဘော်ဒူးကပြောပါတယ်ကျုံတိုးကွန်ကရစ်လမ်းပိုက်တစ်လျှောက်ရှိစစ်ကောင်စီတပ်စခန်းတစ်ချို့ကိုတော်လိုင်းတပ်တွေကသိမ်းပိုက်ထားပြီး အမတ်ဆက်နှစ်စစ်စင်ရေးကူကဲမှုဌာနချုပ်အမတ်230နဲ့231ချင်းလင်းတက်ရင်အပါဝင်ဘျူဟာအယအရေးပါတဲ့တက်ရင်တွေကိုဝန်းရံပိတ်ဆို့ထားတာတည်င်းတစ်ပတ်ကျော်ပြီလို့ဖော်ပြထားပါတယ် တနင်္သာရီတိုင်းလောင်းလုံးမြို့ပေါ်မှာကင်းလှည့်နေတဲ့စစ်တပ်နဲ့ပြူစောတီပူးပေါင်းအဖွဲ့တွေကိုတော်လိုင်းတပ်တွေကတိုက်ခတ်ရမှာစစ်သား3ဦးသေဆုံးတယ်လို့ဒဝဲဝက်ချ်ကဖော်ပြပါတယ်။ဧပြီ28မွန်လွဲပိုင်းမှာမြို့မရေစခန်းကနေထွက်လာတဲ့ပြူစောတီကားလောင်းလုံးမြို့အထက်တန်းကျောင်းအနီးအရောက်မှာပစ်ခတ်ခံရစဉ်ခုလိုသေဆုံးတာဖြစ်ပါတယ်။ကင်းအဖွဲ့ပစ်ခတ်ခံရတယ်ဆိုတာကိုသိပြီးနောက်မှာ လောင်းလုံးမျိုးမရဲစခန်းကလက်နက်ကြီးတွေနဲ့လှမ်းပြီးပစ်တဲ့အတွက်အထက်တန်းကျောင်းအနီးကနေအိမ်တွေကို ထိမှန်ပျက်စီးတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ